မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား14ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့ပြီးဇန်နဝါရီ30ရက်ကနေစက်တဘာ26ရက်အထိပြည်ပနိုင်ငံသားစုစုပေါင်း9422ဦးကိုထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။မြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်နေထိုင်ပြီးကရင်ပြည်နယ်မြောက်ရီမြို့ရေကုတ်ကိုမဲထော်တလေကေကေပါနဲ့ကြောက်ခတ်နေမြို့တွေမှာတရားမဝင်အွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းနေလည်မှုတွေနဲ့ဒုစရိုက်မှုတွေလှုံ့ဆော်ခဲ့ကြတဲ့ VNN နိုင်ငံသား12ဦးနဲ့ အိန္ဒိယနိုင်ငံသား3ဦးစုစုပေါင်းပြည်ပနိုင်ငံသား14ဦးကိုစက်တဘာ26ရက်ကထိုင်းနိုင်ငံကနေတဆင့်တပ်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီ30ရက်ကနေစက်တဘာ26ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9422ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကောင် ၎င်းတို့အနက်9329ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြင်းနေလွှဲပြောင်းပေးခဲ့ကြောင်းကြံရှိရဲ့ပြည်ပနိုင်ငံသား94ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင်းဖြစ်နေပြီဖြစ်ပြီး၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောင်ရှောက်ထားရှိတယ်လို့သိရပါတယ်။